ဟယ်လိုမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုမှာ smart lady တယောက်ဖြစ်ဖို့ရှာအတွက်လိုအပ်တဲ့အချက်၉ချက်ကိုပြောကြပါတယ်အဓိကကတော့ဖြိုးနဲ့တူတူ smart lady ဖြစ်ချင်တဲ့သူတွေအကုန်လုံးပဲဒီ smart lady ဆိုတဲ့စကလုံးတစ်လုံးချင်းစီရဲ့ definition အဓိပ္ပာယ်ကိုဖွင့်ဆိုပြီးတော့မှကိုကိုတိုင်းကကိုဘွားမှာဘယ်ပိုင်းမှာအားနေနေလဲဆိုတာကိုအချက်တစ်ချက်ချင်းစီကို ဆယ်မဲ့ပေးပါโอเคဆယ်မဲ့ဆိုတာကဒီအချက်တစ်ချက်ကိုတစ်ကနေ10ဆိုရင်ကို့မှာဘယ်နှမဲ့ရှိလဲဆိုတာကိုအမှတ်ပေးခဲ့ပါလို့ပြောရင်းနဲ့မှာ smart lady เนาะအမျိုးသမီးတိုင်းဖြိုးနေတူတူ smart ဖြစ်ချင်တယ်ပြီးရင်ထူးချွန်ထက်မြက်ချင်တယ်တန်ဖိုးရှိတဲ့အမျိုးသမီးဖြစ်ချင်တယ်အဲ့တော့ကိုကအဲ့လိုမျိုးဖြစ်ဖို့ရှာအတွက်ဘာတွေလိုအပ်လဲဆိုတာကိုအရင်ဆုံးသိရမယ်အဲ့လိုသိဖို့ဆိုရင် smart ရဲ့စကလုံးလေးရဲ့ပထမဆုံး s က self worthiness ပေါ့နော်ကိုကိုကိုတန်ဖိုးထားခြင်းကိုတန်ဖိုးကိုတီးတယ်အမျိုးသမီးတယောက်ဖြစ်ရမယ်အဲ့လိုမျိုးကိုတန်ဖိုးကိုကိုက100%တီးတဲ့အတွက်ကိုကိုကိုတန်ဖိုးထားတယ်အဲ့လိုမျိုးတန်ဖိုးထားလို့လေကိုကတခုခုဆိုရင်စက်တတောင်မလုပ်ဘူးကိုအတွက်အဆင်မပြေတဲ့အလုပ်ဆိုရင်လေကိုကစက်တတောင်မဖြစ်ဘူးโอเคကိုတကယ်အဆင်ပြေကိုနဲ့ level 2တဲ့เนาะအလုပ်တစ်ခုလုပ်ငန်းခွင်တစ်ခုစီကိုရအောင်သွားတယ်ပြီးရင်အချစ်ရေးဆိုလည်းတူတူပဲစက်တတောင်မလုပ်ဘူးเนาะ self work ကိုတန်ဖိုးကိုတီး တဲ့အမျိုးသမီးတွေကကို့အတွက်မကောင်းတဲ့သူနဲ့ okay ဘာမှမဖြစ်ပါဘူးလေငါလက်ခံလိုက်ပါမယ်ဆိုတာမရှိဘူးပြီးရင်ပတ်ဝန်းကျင်ကို့အတွက်မကောင်းတဲ့ပတ်ဝန်းကျင်ကိုလည်းစတဲ့တောင်မလုပ်ပါဘူးဒါကြောင့်မလို့အဓိကကျမတို့အမျိုးသမီးတွေအကုန်လုံးက smart lady ဖြစ်ဖို့ရှာအတွက်အရင်ဆုံးကို့ကိုကိုအမှတ်ပေးပါကို့ကိုကိုတန်ဖိုးတည်တဲ့သူတွေဟုတ်လားကိုတံပိုကိုလုံးဝနားလဲတဲ့သူတွေဖြစ်နေပြီလားဆိုတာကိုမေးကုန်မေးပါโอเคတစ်ကနေတစ်ဆက်ဘယ်လောက်ရှိလဲ နောက်တစ်ခုကတော့ M ဆိုတဲ့ money ပါ money management เนาะငွေကြောင်းပြောကြရအောင်ယောက်ျားလေးတွေကတော့ကျမတို့ပြောလိမ့်မယ်အခင်မိန်းမတွေကငွေမတ်တယ်ငွေမတ်တယ်နေเนาะဟုတ်တယ်လို့ကျမတို့ကငွေမတ်ရမယ်ပေါ့เนาะအဲ့တော့အဓိကကတော့ဒီနေရာမှာဖြိုးကဆက်ဆက်နောက်နောက်ပြောတာပါ ငွေမက်ဖို့ထဲငွေကိုကြိုက်ရမယ်ကျမတို့မျိုးသမီးငွေကိုကောင်းကောင်းမွန်မွန်ကြိုက်နေတတ်တဲ့မှအဆင်ပြေလိမ့်မယ်။ဘာကြောင့်မို့လဲဆိုမျိုးသမီးတယောက်ရဲ့ပါဝါကကိုယ့်ရဲ့ငွေကြေးရေးကိုတေချာကိုကစီမံခန့်ခွဲနိုင်မှသာလျှင်အဆင်ပြေမှာဖြစ်ပါတယ်။အဲ့တော့ငွေကြေးကိုအစီမံခန့်ခွဲဖို့ဆိုရင်နံပါတ်၁က income ကိုပိုင်ဝင်ငွေရှိရမယ်။โอเคနံပါတ်2ကကြတော့အဲ့ဒီဝင်လာတဲ့ငွေကို budgeting ဘယ်လိုသုံးမလဲ။ တေချာသုံးတက်ရမယ်เนาะဝင်လာတမျှအကုန်သုံးဖြစ်လို့မဖြစ်ဘူးပြီးရင် saving เนาะငွေကြေးကိုတေချာကိုကထိမ့်သိမ်းတက်ရမယ်နောက်ဆုံးကတော့ investing ကိုမှရှိရဲ့ saving ကိုဘလို့မျိုးပြန်ပြီးတော့မှငွေနဲ့ငွေကိုဘလို့ပွားမလဲအဲ့လိုမျိုးပြောလိုက်လို့တစ်ထေးမှငွေကိုပွားလို့ရမှာမဟုတ်ဘူးเนาะเนาะအလုံးကဥမာကိုမှ10သိန်းရှိတယ်အဲ့10သိန်းကိုဒီတိုင်းကြီးပဲထားပြီးတော့မှသုံးချလိုက်တာမဟုတ်ဘဲနဲ့เนาะအဲ့10သိန်းလေးကိုစုထားပြီးတော့မှဘလို့မျိုးပွားမလဲလူတိုင်းမှဉာဏ်ပညာရှိတယ်အဲ့ဒီနီးလန်းနေ ိတယ်ဆိုရင်ကိုကအကုန်လုံးလို့ရပါတယ်အဓိကတော့ကျမတို့မျိုးသမီး financial education ပေါ့နော်ငွေကြီးနဲ့ပတ်သက်လာရင်ကိုကနားလည်ရမယ် နော်အဲ့ဒါကိုကိုနဲ့မဆိုင်ဘူးလို့ဘယ်တော့မှမနေပါနဲ့ပြီးရင်ငွေချင်းနဲ့ပတ်သက်လိုက်ခဏဖြုတ်ဖြုတ်လိုက်တဲ့အချက်၄ချက်ကအခြေခံမှာအင်ကမ်ဝင်ငွေရှိရမယ်ပြီးရင်ကိုက budgeting လုပ်တဲ့ရမယ် saving လုပ်တဲ့ရမယ် investment လုပ်တဲ့ရမယ် okay အဲ့ဒီ၄ခုကအရေးကြီးတယ်အဲ့တော့ဖြိုးကြည့်နေတဲ့မျိုးသမီးတွေထဲမှာအခုပြောလိုက်တဲ့ financial management နဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကုတ်ကိုအမတ်ဘလောက်ပေးပါသလဲပေးထားနော်ဆိုတော့နောက်ထပ် smart lady ရဲ့ definition ကတော့ a ဆိုတဲ့ active lifestyle healthy ပေါ့နော်ကျန်းမာရေးကောင်းပြီးတော့မှကိုပေါကိုကိုကလလဆဆန်ကန်းကောက်ပန်းအနေနဲ့ဖြတ်တန်းနိုင်ရမှာဖြစ်ပါတယ်အမျိုးသမီးများစုကအလားပါပဲစိတ်ဝင်စားတယ်ကျမ်းမာရောအဲ့လောက်ကြီးဒီစိတ်ဝင်စားအောင်ပိန်ကျင်လို့ဟိုဟာတောက်ဒီဟာတောက်ဟိုဟာလှုပ်ဒီဟာလှုပ်နေပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမျိုးဆေးတွေတောက်တာကခဏပဲပိန်တယ်ပြီးရင်ကျမ်းမာရောထိခိုက်တယ် နောက်တစ်ခုကအားလုံးကျမ်းမိုက်နဲ့ပတ်သက်လာရင် definition က it's a low level သိရမလားအရန်ဟုတ်음ဘလို့ definition ဖွင့်ထားလဲဆိုယောဂမဖြစ်ပြီးရောဒါပေမဲ့ energy မရှိဘလို့လုံးမလဲအဲ့တော့အတိတ်ကဒီနေရာမှာ smart lady သိရမှာကကိုက active lifestyle လို့ပြောလိုက်ပြီးဆိုရင်ကျမ်းမအောင်နေုံနေမဟုတ်ဘူး energy ရှိရမယ်တကယ်တမ်းကျတော့ကျွန်တော်တို့အားလုံးမှာပြန်သုံးသက်ချင်နော်အရာရာက energy လိုအပ်တယ်အလုံးလုံးမှာလားပတ်စံရှာမှာလား ဆက်ဆံရေးနော်ကိုက relationship မှာအဆင်ပြေချင်တာလားအကုန်လုံးက energy ပဲတယောက်နဲ့တယောက် relationship မှာအာဖုန်းဆက်ရမှာမဆက်ချင်ဘူးတယောက်နဲ့တယောက် glue ဆက်ရမှာ glue မဆိုင်ချင်ဘူးဆိုတာတွေအများစုကပင်ပန်းလို့ ဖုန်းမဆက်တော့ပင်မန်းလို့ဂရင်းမဆိုင်တော့ဘူးအဲအလုပ်ထမ်းမှလည်းတူတူပဲเนาะကိုကလုပ်ငန်းခွင်မှာအောင်မြင်ဖို့ဆိုရင်ပင်မန်းလို့မလုပ်နိုင်တော့တဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့အရာရာကိုလှုပ်ဖို့ energy ရှိနေဖို့အရေးကြီးတယ်အဲ့တော့အဲ့ဒီ energy level active lifestyle မှာကိုကိုကိုအမှတ်ပေးပါနော်ပြီး active lifestyle နေဖို့ရှာအတွက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာဘူးတုတာဘလောက်ရှိလဲဆိုတာကိုတစ်ကနေတစ်ဆက်အမှတ်ပေးပါโอเคအဲ့တော့ကျမတို့အားလုံးပဲ smart lady ဖြစ်ဖို့ရှာအတွက်အမှတ်တွေတေချပေးပါ and နောက်တစ်ခု r r ကတော့ relationship management relationship management ဆက်ဆံရေးတွေကိုကိုကတေချာလေးနားလည်ပြီးတော့မှ people skill ဆိုတဲ့เนาะလူမှုဆက်ဆံရေးအကြောင်းလူတွေနဲ့ပတ်သက်တဲ့လူအထာတွေเนาะလူကြောနဲ့ရမယ်အဲအဲ့လိုမျိုးပြောလို့လူကြောနဲ့တာနဲ့နောက်တစ်ခုဈေးစကားကတော့နည်းနည်းရိုင်းလိုက်မယ်ဒါပေမဲ့လူတွေကိုကိုက manipulate လုပ်တာပေါ့เนาะ manipulate လုပ်တာနဲ့မတူဘူးเนาะလူတွေကိုအနိုင်ကျင့်တာပြီးရင်လူတွေကိုကိုယ့်ရဲ့ ချုပ်ချယ်တာချယ်လှယ်တာနဲ့လုံးဝမတူပါဘူး people scale ကတော့ကျွန်တော်တို့ကလူသဘာဝကိုနားလည်ပြီးတော့မှလူတွေနဲ့အဆင်ပြေအောင်ပေါင်းတတ်တယ်သင်တတ်တယ်ပြီးရင်ကိုကအချစ်ရေးမှဆိုရင်လေဒီ people scale human psychology စိတ်ပညာကိုနားလည်တဲ့အတွေ့ကိုရဲ့အချစ်ရေးမှလည်းကိုအဆင်ပြေအောင်လို့ပေါ့နော်ချစ်သူလေးနဲ့အဆင်ပြေအောင်လို့ကိုနေတတ်ထိုင်တတ်တယ်ပြီးရင်ဆွမ်းဆောင်အောင်လို့ဆိုပြီးတော့မှအလှပပဲမဟုတ်ပဲနဲ့ကိုရဲ့ပြောပုံဆိုပုံသူတို့ဆက်ဆံတဲ့ပုံစံလေးတွေကိုကိုကနေတတ်တာကိုပြောချင်တာပါအဲ့တော့ people scale မှာ relationship management မှာကိုကိုကိုအမတ်ဘလောက်ပေးလဲအရန်ရစ်ချက်နော်ကိုက smart lady ဖြစ်ချင်နေဆိုရင်ပတ်ဆက်မဲရှာနိုင်နေလို့မဖြစ်ပါဘူးအားလုံးတည်ပြီးသားပါမလို့ချစ်ရင်းနဲ့ပတ်သက်လိုက်ပြောစရာမလိုအရန်ကိုထိတ်ဆုံးကရီးစားရှာမယ်အိမ်တော်ပြုတ်မယ်ဆိုတော့မြမပြေးမအမျိုးသမီးအကုန်လုံးမဲပြီးရင်လည်းကျမကိုလည်းပြောလိုက်မယ်မဖြိုးရရောသူသူကြီးကအပြိုကြီးလုံးမဲပုံနဲ့မလို့ဘူးစိတ်မူနဲ့နော်မင်္ဂလာဆောင်ဖိတ်စာပို့လိုက်မယ်သူတပြင်ဖြိုးလို့မျိုးအမျိုးသမီးဆိုရင်ပေါ့နော်လူတွေက အပြင်မှာအထင်လွဲလွဲနေလိမ့်မယ်ဒါပေမဲ့ဖြိုးကမိသားစုကိုအရန်ချစ်တယ်အဲမိသားစုကိုတတ်မိုးထားတယ်ပေါ့နော်ချစ်တာထက် ပို့ပြီးတော့လေးနက်တာကတတ်မိုးထားပါတယ်ကိုကိုတိုင်ကလည်း ကိုပိုင်မိသားစုတစ်ခုကိုကောင်းကောင်းမွန်မွန်တည်ဆောက်ခြင်းနဲ့ဒါကြောင့်မို့လို့ကိုကတည်ဆောက်ဖို့ဆိုရင်ဆက်ဆံရေးတွေမှာပါနက်မှုရှိရမယ်ပြီးရင်ဆက်ဆံရေးတွေမှာကိုနားလည်ရမှာပေါ့နော်အဲ့တော့ human psychology ကိုအမြဲတမ်းပဲလေ့လာပါတယ်ဖြိုးနဲ့တူတူပေါ့နော်အမျိုးသမီးရဲ့အကုန်လုံးပဲဒီနေရာမှာကိုကိုအမှတ်ပေးကြည့်ပါအဲ့ဒီအမှတ်တွေကိုလည်း comment အောင်မှာရေးခဲ့ပြီးနော်ဒီတစ်ချက်ချင်းစီကိုအဲ့တော့တခြားအမျိုးသမီးတွေလည်းလေ့လာလို့ရအောင်လို့ပေါ့နော်โอเคနောက်တစ်ချက်ကိုသွားကြမယ်နောက်တစ်ချက်ကတော့ top leadership T stand for ကိုယ့်ရဲ့ personal development thought leadership ဆိုတာကျွန်တော်တို့အားလုံးရဲ့အတွေးတွေအတွေးတွေကအရေးကြီးရယ်နော်အလုံးသတိထားမိလားကိုယ့်အတွေးတွေကအရန်နေအညစ်ပတ်နေရယ်ဆိုရင်ကိုယ့်ရဲ့စိတ်တွေကလည်းညစ်ပတ်လာတယ်ပြီးတော့ရင်လှုပ်ဆောင်မှုတွေ behavior တွေကလည်းမကောင်းတော့ဘူးဒါကြောင့်မလို့အတွေးတွေကရိုးရှင်းနေပြီးတော့မှနော်တန့်ပြန့်နေဖို့အရေးကြီးပါတယ်။ဒါကြောင့်မြုပ်ခန္ဓာပြောပါတယ်။အတွေးတွေကိုရေချိုးပါ။အတွေးတွေကိုရေချိုးပါ။အဲ့တော့အတွေးတွေကိုဘယ်လိုရေချိုးရမလဲဆိုတော့စာဖတ်ခြင်း၊လေ့လာခြင်း သင်တန်းတက်ခြင်းအဲ့လိုမျိုးပေါ့နော်ကိုကိုကို personal development ကိုကိုအမြဲတမ်းပဲတိုးတက်ပြောင်းလဲနေဖို့အရေးကြီးတယ်ဘာလို့လဲကျွန်တော်တို့အားလုံးလိုချင်တဲ့အောင်မြင်မှုအောင်မြင်မှုကအလကားနေနေအောင်မြင်လို့မရအောင်အောင်မြင်မှုဆိုတာကတိုးတက်ခြင်းကနေလာတာ နော်ဒါကြောင့်အမြဲတမ်းပဲအောင်မြင်မှုနောက်ကိုအရင်မလိုက်နဲ့ကိုကိုကိုတိုးတက်ဖို့ရှာအတွက်အရင်လုပ်ပါအဲ့တော့တိုးတက်လာပြီဆိုရင်အောင်မြင်မှုကနေပြီးတော့မှနောက်ကနေလိုက်လာပါလိမ့်မယ်လူတွေမြင်မှာတော့ဖြိုးဖြိုးကြည့်လင်အောင်မြင်နေရပေါ့နော်ဒါပေမဲ့ကိုကိုကိုတော့အရင်အောင်မြင်တယ်လို့တော့မသက်မပါဘူးအဲ့တော့အဲ့လိုမျိုးအောင်မြင်နေတဲ့သူတွေတောင်မှအမြဲတမ်းသူတို့လုပ်နေတဲ့အရာဘာလဲသိလားတိုးတက်အောင်လုပ်နေကိုကို personal development နေ့စဉ်လုပ်တယ်။ဘာကြောင့်မို့လို့လဲကိုတိုးတက်သလောက်ပဲကိုကအောင်မြင်မှာ။ ။ဒါကြောင့်ဒီရနဲ့ပတ်သက်ပြီးတော့မှာ top leadership မှာအမှတ်ပေးပါကိုကိုတက်ကြရတဲ့ဆယ်ဘလောက်ရှိလဲ and ladies l stand for life vision ကိုရဲ့ဘဝเนาะကြည့်လိုက်တယ်ရှုခင်းကြီးကိုကြည့်လိုက်တယ်ကိုဘဝ9နှစ်10နှစ်ဘာဖြစ်ချင်တာလဲပြီးရင်အခုလာမဲ့တနည်းမှာဘာဖြစ်ချင်တာလဲ၃နှစ်အတွင်းမှာဘာဖြစ်ချင်တာလဲအဲ့တော့ခဏတော့9နှစ်10နှစ်ဆိုတာကတော့ very long term goals ဟုတ်တယ်နော်ဥမာအထူးသဖြင့်ဖြိုးရဲ့ဗီဒီယိုတွေကိုကြည့်နေတဲ့ ်လူငယ်တွေဆိုရင်16နှစ်18နှစ်နဲ့ဆိုရင်တို့တို့အတွက်က10 year vision ကရှိရမှာအော်နောက်ထပ်10နှစ်နေဘာဖြစ်ချင်တာလဲအကယ်၍ကိုကအသက်30အရွယ်အမျိုးသမီးဆိုရင်10 year vision အသက်40မှာဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ကိုကဖြတ်တန်းချင်တာလဲဒါတွေကအရေးကြီးပါတယ်အဲ့တော့10 year vision ဆိုတာ long term goal long term goal ပြီးသွားရင်ဆို middle goal เนาะနောက်ထပ်3-4နှစ်အတွင်းမှာဆိုရင်အလယ်လက် အချိန်တစ်ခုအတွင်းမှာဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာသိရမယ်ပြီးရင် short term ကိုဒီနှစ်အဲမှာနော်ဘာဖြစ်ချင်တာလဲအဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့ vision တွေ clear ဖြစ်ဖို့ရှင်းလင်းပြသနေဖို့အရန်အရန်ကိုအရေးကြီးပါတယ်အခုရောရှင်းလင်းပြသနေပြီလားဟမ်ဘယ်လိုလဲ โอเคမရှင်းလင်းသေးဘူးဆိုရင်အဆုံးသက်မှာဘလို့ရှင်းလင်းအောင်လုပ်ရမလဲဆိုတော့ကိုအဖြစ်လေးပေးထားတဲ့ဗီဒီယိုအဆုံးထိကြည့်ပါ and နောက်တစ်လုံးက lady မှာ a ကတော့ autonomy ပေါ့နော်ကိုကိုကို autonomy ဆိုတာကအခုခက်ခက်စားနေရနော် auto သူ့ဘာသူသူကားမောင်းသွားတယ်ဆိုပြီးတော့မှ autonomy ဆိုတာကိုဘတာကိုကိုကိုဘဝကိုကိုမောင်းနေနိုင်ရမယ်ကိုဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုကိုကိုတိုင်းကိုဘာဖြစ်ချင်တာလဲဆိုတော့သိပြီးတော့မှ decision making ဆုံးဖြတ်နိုင်ရမယ် ဒါအမျိုးသမီးများစု မရှိဘူးနော်နော်ဖြို့ကြည့်နေတဲ့သူအမျိုးသမီးများစုတောင်မှမိသားစုကချုပ်ချယ်ပြီးတော့မှမိသားစုကဦးဆောင်ပြီး decision ချပေးတဲ့သူတွေရှိမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးစားအိမ်တော်ဘက်တချို့လူကလေယောက်ျားကနည်းနည်းပါးပါဝင်ပြီးတော့မှချုပ်ချယ်တာတော်သေးတယ်။ရီးစားကပါချုပ်ချယ်နေတာဘာဖြစ်နေကြအောင်တို့ရအဲ။ဘာဖြစ်နေကြ။ရီးစားပဲရှိသေးရဲ့အရင်နေဘဝကြီးအတွက်နောက်ထပ်10နှစ်ကိုဘာဖြစ်ချင်လဲဆို ကိုကိုတိုင်ဘာမှမဆုံးဖြတ်နိုင်တော့ဘူးဒီရီးစားကချက်လဲရောအဲ့ဒါကရောအဆင်ပြေပါမလားနော်ကိုပိုင်ဆုံးဖြတ်ချက်ချရဘူးဆိုရင်အဆင်ပြေပါမလားစဉ်းစားကြည့်နော်အဲ့တော့တချို့လူကြတော့မိဘလည်းမဟုတ်ဘူးရီးစားလည်းမဟုတ်ဘူးပိုဆိုးတယ်ဒီကအဆိုးဆုံးပဲဒီမျိုးသမီးတွေကဘယ်သူတွေလဲသိလားတငယ်ချင်းကချုပ်ချယ်အယမ်းခင်နဲ့အယမ်းချစ်တဲ့တငယ်ချင်းသိရမလားတငယ်ချင်းကောင်းရောင်းမရို့ရေဆိုပြီးတော့မှကို ဘဝတိုးထက်ဖို့ဆိုတာတဲ့သူဖြစ်စေခြင်းတဲ့အရာသူအကြံပေးတဲ့အရာโอเค तू ကဒီနိုင်ငံကိုပြောင်းလို့ကိုကလည်း तू နဲ့တူတူပြောင်းမယ်ဒါမှမဟုတ်လေတချို့လူကြဒီတင်နန်းတက်လို့ तू တက်လို့ကိုတက်တယ်ကိုကစိတ်ဝင်စားအောင် तू နဲ့ကိုနဲ့ဘယ်အရာမစုံရင်ပေါ့နော်တပူပူတတွဲတွဲလုံရင်းနဲ့မှကိုရဲ့ကိုပိုင်ဆုံးဖြတ်ချက်ကိုဖြစ်ခြင်းတဲ့အရာတွေဆိုတာကပျောက်ဆုံးသွားတယ်နော်အဲ့တော့အဲ့လိုမျိုးဖြစ်လို့မရပါဘူးအမြဲတမ်းပဲကိုပေါ့ကိုကိုယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနေတဲ့အမျိုးသမီးတိုင်းကလေရှေ့မှာပြောခဲ့တဲ့ဒီဆက်ဆက်ရေးတွေကိုတန်ဖိုးထားလားဆိုတော့ yes of course တန်ဖိုးထားတယ်ဒါပေမဲ့အဲ့လိုမျိုးဆက်ဆက်ရေးတွေကိုတန်ဖိုးထားရင်းနဲ့မှကိုကိုကိုပျောက်ဆုံးသွားတာကိုဘယ်တော့မှအဖြစ်မခံပါဘူးဒါကြောင့်မလို့ကျမတို့မျိုးသမီးတွေ autonomy ပေါ့နော်ကိုကိုကိုလုံးဝပျောက်ဆုံးလို့မဖြစ်ဘူးကိုကနံပါတ်1 အတကြီးခိုင်းတာမဟုတ်ဘူးကိုဖြစ်ချင်တဲ့ဘဝရီမန်ချက်ပန်းတိုင်းကိုရဲ့ vision တွေကအမြဲတမ်း clear ဖြစ်နေရမယ်အဲ့ဒါတွေအပေါ်မှာမူတည်ပြီးတော့မှကိုဆုံးဖြတ်ချက်ချမှာဒီနေရာမှာပြောချင်တာက decision making မှာကိုပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့အရေးကြီးချောင်းကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ကိုကိုကိုအမှတ်ပေးပါကိုပိုင်ဆုံးဖြတ်ချက်တွေကိုဘာသာကိုစင်ကျင်သုံးသပ်နိုင်စွမ်းတွေဘလောက်ရှိပြီလဲဆိုတာကို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 ပြန်လဲသုံးသပ်ပါလို့ပြောရင်းနဲ့မှာနောက်ထပ် smart lady ရဲ့ definition လေးကတော့ d ကတော့ discipline မှာ ီကန်းရှိခြင်းမှာ self control ပေါ့နော်ကျမတို့တွေအောင်မြင်ပျော်ရွှင်ပြီးတော့မှကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့เนาะဖြတ်တန်းနေတဲ့ smart lady တယောက်ဖြစ်ချင်နေဆိုရင် discipline ဆိုတဲ့စီကံမရှိလို့မရပါဘူးเนาะဖြိုးတို့စိတ်ပညာမှာလေးလာတွေးရှိချက်တဲ့အရာလူတယောက်အောင်မြင်ဖို့ရှာအတွက် predict လုံးဝ hogging ထုတ်လို့ရတာတခုပဲရှိတယ်တခြားအရာတွေကเนาะအရေးမကြီးဘူးလားဆိုကြီးတယ်ဒါပေမဲ့ဒီဒီဒီတခုကတော့မဖြစ်မနေကိုရှိရမှာ ဲ့ဒါကအခုပြောနေတဲ့ self control ပါကိုကိုကိုထိမ့်ချုံနိုင်စွမ်းရှိတာလှုပ်တင်တာကိုလှုပ်ပြီးတော့မှ မလှုပ်တင်တာကိုမလှုပ်ဖဲနဲ့နေတတ်တဲ့ self control အားကောင်းလားဆိုတာကအရေးကြီးပါတယ်ဒါကြောင့်မလို့အခုအားလုံးပဲစီကံဘလောက်ရှိလဲနော်ကိုကိုကိုအမှတ်ပေးပါအနောက်ဆုံးကတော့ your joy နော်ပျော်ရွှင်မှု ရှေ့မှာပြောတဲ့ချက်တည်းအကုန်လုံးကကို့မှာရှိတယ်မဖြူရေဒါပေမဲ့ကျမကတော့ဘဝကြီးကိုမပျော်နေဘူးတစ်ချိန်လုံးအလုပ်တွေလုပ်နေရတယ်ပင်မန်းနေစိတ်ဆင်းရဲတယ်အဲ့ဒါမပျော်ရဘူးအဲ့ဒါမပျော်လို့လည်းမဖြစ်ဘူးဘာလို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာကလိုချင်တာတွေအကုန်ရမှပျော်ရှင်ရမှာမဟုတ်ဘူးပျော်ရှင်ခြင်းကလည်း skill တစ်ခုပဲနော် happiness is a skill လူတွေကမသိလို့ပျော်ရနဲ့ပတ်သက်တဲ့စိတ်ပညာကိုနားလည်တယ်ဆိုရင်ဘာမှမရှိဘဲနဲ့ကိုပျော်ရွှင်ခြင်း joy ကိုခံစားလို့ရတယ် ။တချို့အိမ်ပတ်ဝန်းကျင်မှာကြည့်ကြည့်လိုက်။ तू ကသူ့ဘဝကြီးကဘာမှတော့ဖြစ်မနေဘူး။ဒါပေမဲ့ तू က agent နဲ့တရားတယ်။ဒါကလည်းအမျိုးသမီးတွေအားလုံးပိုင်ဆိုင်ရမယ့် skill တစ်ခုပါ။ဘာကြောင့်မို့လဲကျမတို့အမျိုးသမီးတွေကပျော်ရင်ပိုလှတယ်။နော်။ပျော်နေတဲ့အမျိုးသမီးကကြည့်ရတာ agent နဲ့လူတွေအများနဲ့ပြောတဲ့အကြည့်တက်လေးပေါ့နော်။အကြည့်တက်လေးနဲ့ရှိနေတယ်။ပြီးရင်အိမ်တော်ရေးမှာလည်းပျော်နေတဲ့အမျိုးသမီးတွေကပိုပြီးအဆင်ပြေတယ်။လူမှုပတ်ဝန်းကျင်မှာလည်းနော်ကိုကပျော်ရွှင်နေရဆိုရင်အားလုံးနဲ့ပိုပြီးတော့မှအဆင်ပြေပါတယ်။ဒါကြောင့်ပျော်တတ်လား။ ကိုကိုမေးပျော်တတ်တဲ့ skill စီရှိလားတက်ကနဲ့တစ်ဆက်အမှတ်ပေးပါအဲ့တော့ဒီအမှတ်တွေအကုန်လုံးကပေါင်းချလိုက်မယ်ဆိုရင်60ရှိပါတယ်အဲ့60မှာ100ဖြစ်သွားအောင်အားလုံးကိုလက်ဆောင်လေးတစ်ခုထပ်ပေးခြင်း ਨੇ အဲ့ဒါကတော့နော် focus ပါ concentration လို့လည်းခေါ်ပါတယ်။တမာဒီအားကောင်းတာပေါ့နော်။ကျမတို့မျိုးသမီးတွေနောက်ထပ်ဆယ်မက်ကအခုခေတ် internet ခေတ်မှာအရေးကြီးဆုံးဖြစ်တဲ့ focus ဆိုတဲ့အာယုံစိုက်နိုင်ခြင်းဘယ်လောက်ရှိလဲဘာလို့အာယုံစိုက်နိုင်ခြင်းကအရေးကြီးလဲဆိုတော့ social media ခင်မှာလူတွေအကုန်လုံးကကိုယ်လွမ်းမိုးမဲ့သူကြီးပဲ okay ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ရှေ့မှာပြောထားတဲ့ live vision ကပြတ်သားတယ်ငါဒါဖြစ်ချင်တယ်ဒါပေမဲ့အာယုံမစိုက်နိုင်ခင်ဒါလေးလုံးနေစာလုံးရင်တောင်မှအာယုံမစိုက်နိုင်တချို့လူကြ okay တင်တန်းတစ်ခုတက်နေအာယုံမစိုက်နိုင်အဲ့တင်တန်းမှာ ပြောသည်မောင်တေချာပြီးအောင်မတက်နိုင်ဘူးဘာသာစကားတခုလေးလာနေတဲ့အာယုံမဆိုင်နိုင်ဘူးပြီးအဲ့ဒီအာယုံမဆိုင်နိုင်တာတကြောင်နောက်တစ်ခုကပိုဆိုးတာကကနာမငြိမ်ဘလို့ကနာမငြိမ်လဲ focus မရှိဘူးလေကိုကဒါဖြစ်ချင်လို့ဆိုဒါကိုလုပ်တယ်ဒါပေမဲ့တငယ်ချင်းက social media မှာဟာဒါိုင်လုံးနေ online shopping လုပ်နေရ तू က online shopping လုပ်နေဆိုကိုကိုလုပ်နေရရီမန်းချက်ပတ်နိုင်လေရငါအဲ့လိုလုပ်ရင်ကောင်းမလားမသိဘူးငါအဲ့လိုတွားလုပ်ရင်ကောင်းမလားမသိဘူးအဲ တွေ့ဝေလာပြီးပြီးရင်ကိုကဒီမှာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတယ်တခြားသူကတခြားအရာကြီးလုပ်နေကိုကိုကိုအလုံးနဲ့မဆိုင်တဲ့အရာကြီးလုပ်နေဆိုငါလည်းအဲ့ဒါစိတ်ဝင်စားလားမသိဘူးအဲ့တော့လူတွေအကုန်လုံးကဒါတူတူကိုကိုပဲအကုန်လုံးကကိုဘဝကိုကို focus မထားဘူးလက်ရှိเนาะ present မှာလည်းအာရုံမဆိုင်နိုင်ဘူးဖုန်းတွေအကြောင်းမလို့ နော်စာချင်အာယုံမဆိုင်နိုင်လူတိုင်းသိပြီးသားဒီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးကတခုခုဆိုရင်ဘာမှအာယုံမဆိုင်နိုင်အဲ့ဒါတစ်မျိုးနောက်တစ်ခုကကိုလုံးနေတဲ့အလုပ်တစ်ခုကို ကိုကဇွဲနဲ့မလုံးနိုင်ဘူးပြီးရင်မချင်တဲ့ဘူးအတိတ်ကပြဿနာက မချင်တဲ့နေဘူးဘာလို့လဲတခြားသူလုံးနေရရင်သိပြီးတော့မှ focus မရှိနေရဒါကြောင့်အဲ့ဒါကအခုခေတ်ကျမတို့အမျိုးသမီးတွေအတွက်ပေါ့နော်အောင်မြင်မှုနဲ့ဝေးစေတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးအမှတ်ကိုဆက်မပေးကြည့်ပါဆိုစုစုပေါင်းက အမတ်တရားကိုဘလောက်ရနေလဲပြီးအဲ့အမတ်တရားကိုကိုကိုရှင်းနှမ်းမှုရှိလားโอเคရှင်းနှမ်းမှုရှိရဆိုရင်လဲ congratulation မှာအကယ်၍ကိုကရှင်းနှမ်းမှုမရှိဘူးဆိုရင်အဲ့ဒီအမတ်တရားကိုနောက်ထပ်အမတ်တရားမြင့်အောင်လို့ဖြိုးနေတူတူလေ့လာကြမယ်အဲ့လိုလေ့လာလို့ရတဲ့သင်တန်းလေးကတော့အခု smart lady ဆိုတဲ့เนาะဒီမှာပြောတဲ့အချက်တွေအကုန်လုံးကိုတေချာဘလို့မျိုး ကိုကအဖြေရှာရမလဲအခုပြောနေတဲ့ဟာရတဲ့အကုန်လုံးကိုတင် जा ပေးမယ် online တင်နှံရှိပါတယ်အဲ့တော့အဲ့တင်နှံကဖြိုးကိုတိုင်ပေါ့နော်အအရင်တော့ကဖြိုးလဲကိုကိုယုံကြည်မှုရှိတဲ့အမျိုးသမီးတယောက်ကနေပြီးတော့မှဒီ level ရောက်လာအောင်လို့ဖြိုးအတွက်အလုပ်ဖြစ်ခဲ့တဲ့เนาะ view ဟာတွေအတွေးခေါ်တွေစိတ်နေသဘောထားတွေအကုန်လုံးကိုတင် जा ပေးမယ်တင်နှံဖြစ်ပါတယ် ဖြိုးနားလဲတယ်ပေါ့နော်အမျိုးသမီးအများစုကကိုယ့်ဘဝကိုကိုယ်နောက်တစ်ဆင့်ရအောင်သွားခြင်းတယ်ဒါပေမဲ့ guideline ပေးမဲ့လူမရှိဘူး guideline လဲကိုယ်မှာ clear မဖြစ်နေဘူးအဲ့တော့ဖြိုးအတွက်ပေါ့နော်တခြားအမျိုးသမီးတွေက guideline ပေးခဲ့သူမျိုးပဲဖြိုးကလည်းဖြိုးတင်တဲ့အောင်လာတက်မဲ့သူတွေအားလုံးအတွက် ဂိုင်လိုင်းတွေပေးပြီးတော့မှအကောင်ဆုံးလမ်းပြပေးပါမယ်လို့ပြောရင်းနဲ့မှဒီတင်နန်းကိုစိတ်ဝင်စားတဲ့ဆိုရင် Chance Academy application မှာသွားပြီးတော့မှအသေးစိတ်လေ့လာလို့ရပါတယ်တင်နန်းဖွင့်မဲ့အချိန်ကတော့ဒီအချိန်မှာပြီးရင် Chance မြန်မာဆိုတဲ့ Facebook page မှာလည်းသွားပြီးတော့မှကြည့်လို့ရပါတယ်လို့ပြောရင်းနဲ့မှအလုံးမဲ့အမျိုးသမီးတွေဒီအမှတ်တရအရေးကြီးရနော်နော်တေချာလေးပြန်လဲသုံးသက်ပြီးတော့မှကို့မှာဘာတွေအားနေချက်ရှိနေလဲပြီးရင်ကို့မှာဘာတွေအားသာချက်ရှိနေလဲဆိုတော့ကို self aware နဲ့ပေါ့နော်မိမိကိုယ်ကိုသိရှိနားလည်ခြင်းအပြည့်နဲ့ဘဝကိုရှေ့ဆက်ပါလို့ဒီကနေ့ပြီးမှာကြပါရရှင်